ခုခမားတို့ခမားတို့ကြည်နေတဲ့လူတွေအားလုံးချုပ်ပြောမယ်ငါကိုချစ်ချုပ်မပြောဘူးလားကြားသွားတယ်ဟုတ်လားပြန်ယူလာတာဓမ္မတရားတကပြန်တိုက်လို့အခုငါကိုချစ်တိုက်မှာတော့ငါချစ်ကိုကျွန်တော်ပြန်ပြောပေးတာလေတတိယချက်လည်းနေပို့ပေးတာလေခမားကျုပ်ကကျုပ်ကိုဖမ်းမသိအောင်သူ့တောင်းတာဟာစော်ဘုံရင်တရင်နေကောင်းလာ ਈ လားဆိုတော့အခုငါချစ်ကိုငါကိုချစ်ကိုတိုက်တော့မယ်လို့တိုက်တာငါကိုချစ်ကြားသွားဟုတ်လားဟိုမှာဓမ္မတရားတကနေပြီးတော့ပြန်တိုက်ပြီးတော့ပြန်ယူထားတာအခုငါချစ်ကို နော်တိုက်တော့မယ်လူကြီးတွေကိုမပြောဘူးနာမကောက်ရောက်နေလို့မအော်နိုင်လို့အောက်ကနေရေးပြီးပို့တာနော်ကျွန်တော်ဘာတွေလုပ်နေလဲဆိုတာလူကြီးတွေသိတယ်ဟာဒီကောင်တရင်နေဆောင်ရမှန်တော့အဲဒီကောင်ဘယ်လိုတရင်ရလဲရတာပေါ့နိုင်ငံရေးလုပ်တယ်ဆိုတာအဲ့လိုလုပ်ရတာကဲ UNG ကတော့အင်အားကြီးကောင်းလာပြီနော်ပညာတတ်တွေသူတို့စုလာလဲသူ အရင်ကဝမ်းနာဖို့ကောင်းတယ်မန္တလေးစစ်တပ်ကလူပမာကရုပ်ဦးနှောက်နဲ့အာယုံတို့ခွဲစိတ်အထုခုဆရာဝန်ကြီးဒေါက်တာခင်မောင်လွင်ဟာ NUG ရဲ့နော်ကျမ်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်အင်မတန်ကိုအားရစရာကောင်းတဲ့တင်နော်ဒေါက်တာဇော်ဝေဆိုးဒေါက်တာဇော်ဝေဆိုးဟာသူ့ရဲ့စစ်ပညာရေးအထမ်းနိုင်ငံတွေရဲ့လိုချင်တာပြာနေတယ်ဆရာကြီးရဲ့တလတ်ရတဲ့ဘွေလက်ရှာလို့ရတယ်သူ့ကိုကြိုးအတွက်ဆိုဒါပေမဲ့လို့ဒေါက်တာဇော်ဝေဆိုးကိုဝိုင်းပလိန်တယ်အခုဒီလိုမျိုးကျမ်းမာရေးဝန်ကြီးဌာနမှာနောက်ထပ်ဒုဝန်ကြီးကပါချီပါချက်မဟုတ်ဘူးနော် ပမောက္ခချုပ်စင်းတက်ကတော့ပမောက္ခချုပ်အားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လဲကြည့်ဆိုလိုက်ပါရယ်ကျွန်တော် Channel လေးကို Subscribe မနေပြဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရယ်အဲ့ဒါပဲနော်မင်းအောင်နိုင်စော်မဲလုံးလို့တက်ပြက်နေတဲ့အချိန်မှာ AMG ကတစ်ဆင့်ချင်းတစ်ဆင့်ချင်းတွားလာအဲ့အတွက်ကြိုးဆိုတယ်ဒီဆရာကြီးနေနဲ့လဲဒီ AMG မှာပြည်သူလိုလိုချင်တဲ့အပြောင်းအလဲတစ်ခုကိုလုံဆောင်တဲ့နေရာမှာထဲထဲဝင်လုံဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီတလင်းလို့ပြောရင်ဖြတ်ဖြတ်ပြပါမယ်နော်အကြမ်းဖက်စစ်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေရော CDM စစ်တပ်ကတို့ပမောက္ခချုပ် ်ဦးနောက်နဲ့အာယုံကျော်ခွဲစိတ်ဒုက္ခဆရာဝန်ကြီးပေါင်မောက်ကဒေါက်တာခင်မောင်မျိုးကိုအမျိုးသားညီညွတ်ရေးအစိုးရ NGO ကြီးကျမ်းမာရေးဒုဝင်ကြီးဖြစ်ခန့်အနိုင်ကြောင်ပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဂျမန်နေ့ညပိုင်းတွင်တရင်ထုတ်ပြန်တယ်ပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ Federal Democracy ပြည်ညင်ရဒေါက်တာခင်မောင်မျိုးကိုအမျိုးသားညီညွတ်ရေးအစိုးရကျမ်းမာရေးဝန်ကြီးဌာန၏ဒုဝင်ကြီးဖြစ်ခန့်အပ်တောင်းပေးခြင်းဖြစ်ကြောင်းသိရှိရတယ်ပမကဒေါက်တာခင်မောင်ရွေးမီ1989ခုနှစ်တွင်ရန်ကုန်စစ်တပ်ကတို့တင်မှ MBBS ဘွဲ့ကိုရရှိခဲ့ပြီး 1992ခုနှစ်တွင်ရန်ကုန်ပြည်သူစေယုံကြီးပုံထောင်နှင့်အာယုံကျော်ခွဲစိတ်အတူကူဌာနတွင်လက်ထောက်ဆရာဝန်အဖြစ်မှုခံခဲ့သည်1992ခုနှစ်တွင်စစ်ပညာမဟာသိက္ခာခွဲစိတ်ကုပညာဘွယ်ကိုစစ်တပ်ကတို့တစ်တွင်တက်ရောက်အောင်မြင်ခဲ့ပြီး2000ခုနှစ်တွင် Royal College of Antwerp မှမြန်မာနိုင်ငံတွင်လာရောက်စစ်ဆေးသော FRCS ဘွယ်ကိုဝင်ရောက်ပြေဆိုအောင်မြင်ခဲ့တယ်ယင်းနှစ်မတ်လတွင်တူကူဆရာဝန်အုံနောက်နှင့်အာယုံကျော်ခွဲစိတ်အဖြစ်ရာဇူးတိုးကမန္တလေးအထွေထွေယောဂအကူစေယုံကြီးတို့ကြောင်းရှိတောင်းထမ်းဆောင်ခဲ့တယ်2005ခုနှစ်တွင် ဒေါက်တာအမီဒီ SU နောက်လက်ဆက်ကြီးဘွဲ့ကိုမန္တလေးစစ်တပ်ကောင်မှရရှိခဲ့ပြီး2006ခုနှစ်တွင်မန္တလေးရောထွေထွေယောဂကုစေယုံကြီး၌အထူးကုဆရာဝန်ကြီးအောင်နှောင်းနဲ့အာယုံရောဖွဲ့စည်းအထူးကုဖြစ်ရာဒူးတိုးခဲ့တယ်။2008ခုနှစ်တွင်မန္တလေးအထွေထွေယောဂကုစေယုံကြီး၌တွဲဖက်ပေါမောက်ကအောင်နှောင်းနဲ့အာယုံရောဖွဲ့စည်းအထူးကုဆရာဝန်ကြီးအဖြစ်ရာဒူးတိုးမြင့်ခံခဲ့ရပြီး2010ခုနှစ်အရောက်တွင်မန္တလေးအထွေထွေယောဂကုစေယုံကြီးပေါမောက်ကဌာနမှုအောင်နှောင်းနဲ့အာယုံဖွဲ့စည်းအထူးကုဆရာဝန်ကြီးဖြစ်လာခဲ့တယ်။2013ခုနှစ်တွင်ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရန်ကုန်မှ ဒီ MED ED ဘွဲ့ကိုရရှိခဲ့ပြီး2005ခုနှစ်ပြည်စစ်တပ်ကတို့မန္တလေးနဲ့ပမောက်ခရရုပ်ရုပ်ဖြင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရတယ်။ COVID-19 ကာလတွင်မန္တလေးပိုင်းအတွင်းရှိ COVID ကာကွယ်ရေးကုသတိုက်ချဲ့ရေးလုပ်ငန်းများတွင်စစ်တပ်ကတို့မန္တလေးမှာ NDI အလိုက်ပါဝင်ဆောင်ရွက်ခဲ့ပြီး ARD Foundation ၏ COVID ကုသရေးစင်တာတွင်လည်းတာဝန်ခံဆရာဝန်ကြီးအဖြစ်ဝင်ရောက်ထမ်းဆောင်ခဲ့တယ်။2021ခု22ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့တွင်အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ဖေဖော်ဝါရီ10ရက်နေ့တွင်မန္တလေးစစ်တပ်ကမန္တလေးကို CDN တပ်ကတို့ပြင်ညာခဲ့တယ် ဖေဖော်ဝါရီလ17ရက်နေ့ညတနာရီခန့်နဲ့အကြမ်းဖက်စစ်ကောင်စီတုံ့ပြန်များကပမာခချုပ်နေချံဝင်းသွင်းလို့ခြံစည်းရိုးကြော်ခွက်ဝင်ရောက်ပြီးစစ်သည်မင်းနဲ့ရန်လာရောက်ခေါ်ဆောင်ခဲ့တော့လေဇနီးနှစ်တမီးနှစ်ဦးတို့အကူအညီဖြင့်၎င်းစေတက်ကရိုမန္တလေးမှဆရာဆရာမများမိသားစုဝင်ဝန်ထမ်းများဤစောက်ချောက်ကူညီမှုဖြင့်၎င်းခေါ်ဆောင်သွားခြင်းမခံရခဲ့ပြီ2022ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ညမှစ၍စေတက်ကရိုမန္တလေးမှရှောင်းသိမ်းခဲ့ပြီးယခုအခါတွင်လွတ်မြောက်နေတဲ့အကူတို့ရောက်ရှိနေပြီးမြို့သားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနဤတာဝန်များကိုထမ်းဆောင်ရင်တော်လိုင်းရေးစီအောင်မြောင်ဖက်ဖက်မှတိုးပန်းဆောင်ရွက်နေရမှာ NUD ကမှဝင်ကြီးဌာနဒုတိယဝင်ကြီးအဖြစ်ခန့်ခံခဲ့ရတယ်ဖြစ်တယ်။ကဲအင်မတန်အားရဖို့ကောင်းတယ်တည်င်းလေးပဲဖြစ်ပါတယ်။အဲ့တော့ NUD မှာဒီလိုပညာတတ်တွေအများကြီးလိုအပ်ပါတယ်။နော်နှစ်ဖက်ကအဲ့ဒါကွာအခုဆရာဝန်ကြီးရဲ့လုပ်ဆက်ဆရာဝန်စင်းစားဖြစ်တဲ့ကာလအစပြီးတော့နော်ဒီဟောစာချင်းဘွားကအစပြီးတော့ဒီနေ့ရောက်ရှိတဲ့အချိန်ထိတမိုင်းကြောင်းဘလောက်လှခဲ့တယ်တောင်ဝင်တွေဘလောက်ထမ်းဆောင်ခဲ့ရတယ်နော်မင်းအောင်လှိုင်မှာအဲ့လိုကောင်းခဲ့တဲ့တမိုင်းရှိတာမင်းအောင်လှိုင်ရွညွတ်ချွတ်ချွတ်အသေးခံတိုက်ခဲ့တဲ့တိုက်ပွဲရှိတာ မင်းအောင်နိုင်ဥဆောင်ပြီးတော့နော်ဘလို့လောက်ခဲ့တဲ့ပိုင်းပြည်တွေတမိုင်းရှိတာဟိုဟိုဘိုချုပ်ကိုနော်ဘောဆုပ်ဒီဘိုချုပ်ကိုဘောဆုပ်ပြီးတော့အကတ်ကောင်းလို့နေရာတစ်ခုရတဲ့အချိန်မှာနော်တန်းရွှေရသဘောကြလို့ကောက်ပြီးတော့တက်ချုပ်ကြသူပေးခဲ့တဲ့တမိုင်းမရှိအဲ့ဒါဖြစ်ပဲနော်အဲ့တော့လူချင်းရှင်လိုက်တော့လူတို့တတ်မှတ်ခံရခံမထိုက်တဲ့အတန်းစားနဲ့ဒီလူမျိုးတိုင်းမျိုးပြည်ပြည်အကျိုးကိုလုပ်နေတဲ့ဆရာဝန်အဲ့ဒါကွာဒီညမှာတစ်ခုကျွန်တော်ပြောချင်တယ်မင်းတို့နေရာလည်းဗါလေတောင်းမတက်နဲ့တောင်းထွက်ယုံမတက်တဲ့ယုံထွက်ဆိုပြီးတော့စီဒီယန်နေမြောက်ပေးခဲ့လို့ ဒါတိုင်းပြည်ကဘလို့နစ်နာလဲမင်းတို့တွေဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်တိုက်ခတ်ပုတ်နဲ့မညီဘူးစေးမကူဘူးဟုတ်လားဆရာမတွေကစာမတင်ဘူးအဲ့ဒီစကားကိုဟိုဘက်ကကောက်ကောင်းတော်တော်များများပြောတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခါမင်းမင်းနဲ့ဘေးကွန်းကျွန်တော်မေးပါမယ် CDM လောက်ဖို့ပြောတာဒီစေးမကူနဲ့ပြောတာဆရာဝန်တယောက်ကို CDM လောက်ဖို့ပြောတာဒီဆရာဝန်တယောက်က CDM လောက်တော့တာဒီစေးမကူဖို့လောက်တာလားစေးမကူဖို့ပြောတာလားအခုအကြမ်းဖက်ပြီးတော့တိုင်းပြည်ကအာဏာကိုနိုင်ငံတော်ပုံကန်ထားတဲ့အကြမ်းဖက်သမားတွေအောက်မှာတာဝန်မထမ်းဆောင်ဖို့ပြောတာလား အဖြစ်ချင်းချင်းလေးဗျာဘာဖြစ်လို့အောက်နန်းကြစွာနဲ့အထိမ့်မဲ့ကိုတမျိုးဖော်ဆောင်ကြတာဟမ်ခလေးတွေကိုကြောင်းမတက်နဲ့ကြောင်းထွက်လို့ပြောတယ်လေကြောင်းမတက်နဲ့စာမတင်နဲ့လို့ပြောတာလားတိုင်းပြည်ရဲ့အာဏာကိုအကြမ်းဖက်လုယူထားတဲ့ဒီနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့အကြမ်းဖက်ဓမ္မတွေကလက်အောက်မှာကြောင်းမတက်ကိုပြောတာလားအထိမ့်မဲ့တစ်ခုကလုံးဝမတူဘူးနော်နောက်အဲ့ဆရာဝန်ဆရာမတယောက်စီဒီယန်လုတ်ဖို့ပြောတာဒီစီဒီယန်လုတ်သွားတာဒီစာမတင်ဖို့မဟုတ်ဘူးနော် ရှင်းရှင်းလေးပဲဒီအကြမ်းဖက်အာဏာသိမ်းတဲ့အကောင်တွေအောက်မှာတာဝန်မထမ်းဆောင်ဘူးပြောတယ်။စီရီယံလုပ်တဲ့လူတွေကလည်းအဲ့ဒီအောက်မှာတာဝန်မထမ်းဆောင်တာ။အဖြစ်ရှင်းနေတယ်။ဒါကိုကိုဘေးရွက်ကောင်လည်းပြောတယ်။ကိုဘေးမှာတော့လူတွေသေးတာဆရာဝန်တွေစီရီယံလုပ်လို့လေ။ဟမ်။ခွေးစကားတွေဘာကြောင့်ပြောကြကြတာလဲ။ဟုတ်ပြောလိုက်တဲ့စကားတခုကကိုယ့်အတန်ဖိုးဗျ။ဟမ်မတိလို့ရှင်ဆရာဝန်တွေကပဲစီရီယံလုပ်လို့ဒီလိုအပေါ်ပဲရက်ဆက်တယ်လို့တချို့တွေပြောလိုက်ပါသေးတယ်။စစ်ပညာသင်တဲ့ချိန်မှာလည်းမင်းတို့တစ္ဆာဆုအဲ့ဒါစကားတွေကတစ္ဆာဆုမှလည်းမင်းမင်းမဲ့နေစစ်ခွေးတွေစစ်တွေရောကျင့်ဝင်60မှာဘယ်နှပါနည်း ။ဒါဆိုပြီးတော့ကျင်းဝင်း60ရှိတယ်။နော်ပြည်သူကိုနေလုံလားလို့ဆက်ဆံမှာလို့မင်းတို့စစ်တပ်ကတော့ဘယ်လိုဆက်ဆံလဲ။အဲ့တော့ဒီတိုင်းဒီမှာကျင်းဝင်းတိတ်ခါအောင်မလိုက်နိုင်တာဘာလို့လဲ။စီဒီယန်လုပ်တဲ့လူတွေမဟုတ်ဘူး။စီဒီယန်လုပ်တဲ့လူတွေဆိုတာပြည်သူမျက်နှာကိုစောက်တိတာ။ပြည်သူကျေးဇူးကိုစောက်တိတာ။ပြည်သူကျင်းဝင်းကိုနားထောင်ပေးတာ။ပြည်သူအချိုးတော့ဘယ်လိုလုပ်လဲ။ဆရာဝန်တယောက်စီဒီယန်လုပ်သွားတာ။စေးမကူတာမဟုတ်ဘူး။သူတို့စေးကူပေးတယ်။နော်ဒါပေမဲ့အဲ့ဒီစီဒီယန်လုပ်တဲ့ စစ်အဝင်တွေဆရာဆရာမတွေကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်ထောင်ချတာဘယ်သူတွေလဲနမ်စီရီယံဝန်ထမ်းတွေကိုတော်လိုင်းအင်အားစုတွေဘက်ကနမ်စီရီယံလှုပ်လို့စီရီယံမလှုပ်ကကောင်းလားလို့တပ်ဖြတ်မှုတွေရှိတယ်အေးဒလန်လှုပ်လို့လားတပ်ဖြတ်ခံတာလက်ရှိရုံးတက်နေတဲ့စစ်ကောင်စီရဲ့ရန်ရန်အောက်မှာရုံးတက်နေတဲ့ဝန်ထမ်းတွေအများကြီးတယ်ဒါပေမဲ့ဘာမလှုပ်ဘဲနဲ့သူ့အတူရုံးတက်နေတဲ့ဝန်ထမ်းတယောက်ကိုတော်လိုင်းအင်အားစုတွေဘက်ကတပ်ဖြတ်လာလှုပ်ရက်လှုပ်လာအဲ့ဒါအဖြေဗျရှင်းရှင်းလေးအဖြေလေးအမြဲတမ်းရိုးရှင်းတယ်ဘာမှကလိန်တစ်ချက်တွေမပါဘူး ဲ့ဒီကလိန်ကတိမပါတဲ့အဖြေကြီးကိုကလိန်ကတိလုပ်ပြီးတော့တလွဲပါကပြန်ပြီးတော့တိုင်းပြည်မှာရုပ်မှာကြာတော့နောက်တစ်ချက်ကစီရီယန်လုံတဲ့ဒုတွေကိုအဲ့ဒါကြော်စင်လို့ဆိုအများဆုံးဆွတ်ဆွတ်ကဆဲကန်ဒီစီရီယန်လုတ်ခိုင်းတယ်လို့ပေါ့တောင်းပြီအဲ့ဒီအာနာတိမ့်ပြီးတဲ့အချိန်မှာမင်းတို့အမြင်မဲ့တဏ္ဍာရီကလုံးလမ်းပေါ်လူပြေသွားတယ်နော်အဲ့ဒီလိုဒေါ်ဟာထွက်နေတဲ့ဒုတွေရှိတဲ့အချိန်မှာကဲငါတို့တွေကဒါဆွဲပြီးခုတ်ကြဒုတ်ဆွဲပြီးတက်ကြကွာအချမ်းဖက်တွေလုတ်ကြကွာမီးရှို့ကြကွာပြောရမှာလားမဟုတ်ဘူး အငိမ့်ကျန်းဆုံးအာနာဖီဆန်ဒီစီဒီယန်လို့ပြောတာငိမ့်ကျန်းဖို့တော့ပြောခဲ့တာလေအဲ့တော့အဲ့ဒီဒူတွေကိုဘာကြောင့်လို့တလွဲအဖြေကောက်ပြီးလုတ်ကြတာနော်အဲ့တော့ဒါစက်ပြောမှဆိုအများကြီးနော်အဲ့တော့ဒီနေ့ကတော့ဝမ်းတာတယ်ဒီလိုညာတမျိုးတွေကိုတိုင်းပြည်အတွက်တော်လှန်ရေးမှာဥဆောင်တဲ့နေရာခေါင်းဆောင်ဖြစ်ပါဝင်လာတာနောက်ထပ်နောက်ထပ်ကျွန်တော်တို့တော်လှန်တို့ပညာတတ်အတိုင်းဝိုင်းနေဥဆောင်မှုကိုခံယူချင်ပါတယ်ခေါင်းဆောင်နေရာမှာတောင်းဝင်ယူနိုင်တဲ့လူတွေအခုခင်မောင်လေးတို့ပဲပြက်ပြက်တတ်တော့ဝင်ပြီးတောင်းယူပေးပါကျွန်တော်တို့တမိုင်းရေးထိုးနေတဲ့အချိန်မှာခမရတို့တို့လည်းတမိုင်းမျက်နှာတစ်ခုဂျန်ပြစ်ခဲ့စီရပါမယ် ိုင်းပြည်တို့ကတော့အင်မတန်ဝမ်းသာစရာတထင်းပါပဲကဲငါတို့ကတတ်မတော်ချစ်မြတ်နိုးလီလူပါတတ်မတော်ကိုချစ်ပါလေနော်အာငါတို့ဘလို့တတ်မတော်ကိုချစ်တာစစ်တပ်ကိုဘလို့ချစ်တာဆိုတဲ့တူတွေအတွက်တည်ငောင်းလာပါပြီအဲ့ဒါကဘာလဲဆိုတော့ရခတ်မသေးသေးဆုံးနဲ့သေးတဲ့ကောင်နဲ့မတာပေါ်ရတဲ့ကောင်နဲ့ဖမ်းမိသွားတဲ့ကောင်နဲ့နော်အင်းအောင်နိုင်အတွက်အသေးခံွားတဲ့ကောင်တွေရဲ့ကြံပိခဲ့တဲ့ဒီသားသမီးညီမြစ်တွေစစ်တီတုံးနေရဲ့မိသားစုတွေကိုရခတ်တက်တော်အေအေကဒုတိယအကြိမ်ခတ်လွတ်ပေးလိုက်ပါနော် ဲ့တော့ဒီမိသားစုဝင်တွေအတွက်စစ်တပ်ကိုချစ်ပါတယ်ဆိုတဲ့စစ်တပ်ထောက်ခံတဲ့လူတွေเนาะမင်းအောင်လိုင်းစစ်တပ်ကခေါင်းဆောင်ပါလို့ကိုကိုတောင်းဝင်ခံထားတဲ့မင်းအောင်လိုင်းကစပြီးတော့နောက်ဆုံးအောက်မှာမင်းအောင်လိုင်းဘုံမနေတဲ့เนาะဖွက်နဲ့ခွေးဆက်ပေါက်ထားတဲ့ဖွက်ခွေးတွေအထိဘာတောင်းဝင်ယူပေးနိုင်ကြည့်ချင်တယ်အဲ့ဒါအဖြေပဲเนาะဒီတော်နိုင်ရင်မှအဲ့ဒါအဖြေပဲဒီတော်နိုင်ရင်မှတစ်ဖက်မှာတည်ဆုံမှုရှိတယ်တဖက်ကတိုက်တာဒီသင်သေးသေးငါတို့တိုင်းပြည်ဆိုဒီခွေးသားတွေတော့အာနာမပေးဘူးဆိုတဲ့ယူချက်နဲ့ကိုကိုတိုင်းအသေးခံပြီးတိုက်တာအဲ့ဒါလို့ဒေဝါနဲ့ရဲဘော်အတွက် ်သူ့ရဲ့လုံပေါ်ကိုင်းပဲရဲပေါ်တွေကကြည်စံမိုးရွာနေတဲ့ကြားမှာအလောင်းရအောင်ကောက်ပြီးတော့ကောင်းမွန်စွာတချို့ပေးတယ်တစ်ဖက်မှာကျတော့မင်းအောင်နိုင်အတွက်ဘူမတိဘာမတိငါတို့ကစစ်တာပေးတဲ့အမိတ်တိုက်ကပါလေဆိုတော့နော်ဘူမတိဘာမတိပဲတိုက်ပြီးတော့သေချင်းစိုးနဲ့သေတဲ့ရဲပေါ်တွေကတော့စစ်သားတွေပေါ့နော်အရာရှိအချက်စစ်တီတွေအလောင်းကောက်ဖို့မပြောနဲ့ခွေးစားတော်ငို့လို့ထိုင်ကြည့်နေတယ်ကွာပြီးလို့ရှိရင်လည်းကြံမြင့်ခဲ့တဲ့မိသားစုအတွက်တာဝန်ယူမှုတာဝန်ခံမှုဘယ်သူမှမရှိတဲ့ဘောက ပြည်သူတွေကလည်းစစ်သားတယောက်သေသွားလို့ဝမ်းမနဲ့တဲ့ပြင်ဟာခွေးသေးတယ်ခွေးသေးကောင်ခွေးနဲ့နှိုင်းပြီးတော့တမိုင်းရိုက်ခဲ့ရတယ်ဘောကအဲ့ဒီဘောကနှစ်ခုမှကြံပြစ်ခဲ့တဲ့တာရမီမိသားစုအတွက်တော်နိုင်ရဲဘော်တယောက်ကြဆုံးသွားလို့ကြံပြစ်ခဲ့တဲ့မိသားစုမျက်နှာမငယ်ရဘူးပြည်သူကြားထဲမှာသူ့ယောက်ျားဘောသူ့ရဲ့အကူဘောသူ့ရဲ့သားဘောသူ့ရဲ့ဦးလေးဘောတော်နိုင်ရဲ့လုံးမှာကြဆုံးသွားလာပြီဟဲ့ဘယ်နေရာမှာနှစ်မျိုးကိုကောင်းလိုက်တာကျွန်တော်ပြောစကားမှားမှန်လားဒီစကားကြီးနှစ်ဖက်လုံးမှာရှိမယ်စစ်တပ်ထောက်ခံသူအငါတို့ချမ်းမလဲငါတို့ဝင်နေပြင်ဟဲ့ကျွန်တော်တို့ကကြည့်တဲ့နေရာမှာအပ်ဒိတ်ကြည့်ရအောင် လူအများစုကိုကြည့်ရလူအများစုဒီဘယ်လိုမျိုးလုပ်လဲစစ်သားတွေလူအများစုဒီပြည်သူအများစုဒီစစ်သားတစ်ကောင်တိုက်ဝဲမှာတွေဝိုင်းရင်ဘယ်လိုပြောလဲဝန်နယ်လားပျော်ကြလားပြည်အများစုဒီတော်လိုင်းအရမ်းမော်တယောက်တိုက်ဝဲမှာကြာဆုံးဝိုင်းရင်ဝန်နယ်လားပျော်ကြလားအဲ့ဒါဖြစ်တယ်အဲ့တော့ရခိုင်တပ်တော်အေအေကဒီနေ့စစ်တုံးမှာ200ကျော်ကိုပြန်လှုပ်လိုက်တယ်နော်တတိယလို့ဖတ် ပြန်ပြီးမှဆက်ပြောပါမယ်ကျွန်တော်ဒီနေ့စကားပြောကနည်းနည်းကျွတ်ထိုးနေတဲ့အတွက်အစင်မပြေတာရှိနေတယ်ခွင့်လို့ပေးပါရခိုင်ပြည်နယ်မင်းပြားမြို့တိမ့်တိုက်ပွဲတွေဖမ်းဆီးထားတော့စစ်တုံးမှာမိသားစုတွေ200ကျော်ကိုအာခတ်တပ်တော်အေအေကပြန်လှုပ်ပေးလိုက်တယ် ကလေးငယ်330ဦးနဲ့အမျိုးသမီး95ဦးစုစုပေါင်း225ဦးကိုမေလ16ရက်ကလွတ်ပေးခဲ့ခြင်းဟုအေအေနဲ့နီးစပ်ပြီးသတင်းမီဒီယာကပြောတယ်စစ်တုံးမန်မီဒီယာကဝီဒီယိုတက်တော့ကပြန်လွတ်ပေးနေပါလေနောက်လည်းစီစဉ်ရှိပါလေအရင်ကလည်းလွတ်ပေးခဲ့တာရှိပါလေစစ်တုံးမန်တွေကတော့ဥပဒေအတိုင်းဆောင်ရွက်သွားဖို့ရှိတယ်လို့တိရတယ်ဟုအထက်ကသတင်းမီဒီယာကပြောတယ်အေဒီရဟန်းပြည်နယ်နဲ့စစ်တွေတောက်ပြမြန်အောင်မြို့မှလွှဲတံမြို့များကိုတိတ်ရင်ထားတယ်မြို့ရင်းတိုက်ပွဲများတွေအေအေကထောင်ထိပ်ချီတော့စစ်တုံးမန်များအဖြစ်စစ်ကောင်စီထိတ်တဲ့အရာရှိများအဖြစ်ဗိုလ်မှူးချုပ်၄ဦးကိုလည်းဖမ်းဆီးထားတယ် ုံးပြတိုက်ပွဲအပြင်စစ်ကောင်စီထိတဲ့အရာကြီးအချို့လည်းပေဆုံးခဲ့ဒီကနေ့2024ဒီဇင်ဘာကအေအီဂွမ်မြို့တိုက်တိုက်ပွဲတမန်20တမန်မှုဘုံမူကြီးအောင်မေမျိုးနဲ့တမန်17တမန်မှုဘုံမူကြီးတန်းဆိုးဝင်လို့ပေဆုံးခဲ့တယ်ဟုအေအီကဒီဇင်ဘာ29ရက်နေ့ထုတ်ပြန်ထားတယ်ဒီဇင်ဘာ10ရက်ကမောင်တော်မြို့မြို့နယ်စောက်တပ်ပွဲခွဲနတ်ခခငါအတေးယူစီဖပြေးဒီဘုံမူကြီးအောင်မေမျိုးကအသေးဖမ်းမိခြင်းဟုအေအီကထုတ်ပြန်တယ်ရင်တက်ွယ်ပြီးဘူးရောင်ပြုတ်အမှတ်35စစ်စင်ကိုပြဲမှုဌာနချုပ်စကခ35စကခမှုဘုံမှုချုပ်ပရင်ထုံးကို အေကအရှင်ဖမ်းမိခဲ့တယ်။ထို့ပြင်ဒီဇင်ဘာလ20ကအမ်းမြို့မှာနောက်ပိုင်းတိုင်းစစ်ထဏာချုပ်နှစ်ပတ်ခါအောင်တင်းယူခဲ့တဲ့တိုက်ပွဲတွေဒုတိယတိုင်းမှုဗိုလ်မှူးချုပ်တောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းအမှတ်35စစ်စင်ကိုကဲမှုဌာနချုပ်စက္ကခ35စက္ကခမှုဗိုလ်မှူးချုပ်ဒရင်ထွန်းတို့ကိုအရှင်ဖမ်းဆီးခဲ့တယ်။ပြီးခဲ့တဲ့2024ဖေဖော်ဝါရီလစာမေးကတောက်တော်မြောက်ဦးမင်းများမျိုးနဲ့မြန်မာစက္ကခကိုလက်အောက်ခံတက်ရင်းများကိုအေအေကတိုက်ခိုက်စဉ်စက္ကခကိုတတ်မှတ်မှုပုံမှုချုပ်ဇော်မင်းထွန်းကိုအရှင်ဖမ်းမိခဲ့တယ် ဖေဖော်ဝါရီလအတွင်းတိုက်ပွဲနဲ့ညဦးညို့ခမ်းမရ300တိုက်ရင်အားတိုက်ခိုက်တိမ့်ပိုက်စဉ်ရင်းချိန်ကတမတ်၁၁တမတ်မှုဂုံမှုကြီးမင်းမင်းထွန်းအားအပေဖမ်းမိခဲ့ပလောဝဒေတာတိုက်ပွဲတွင်လည်းပလောဝအခြေစိုက်စက္ကဆတ်ကိုရှင်းန်းဌာနချုပ်တမတ်မှုဂုံမှုချုပ်ဇင်းမျိုးဆွေသည်ကြာဆုံးပျောက်ဆုံးရေရေနဲ့နှစ်မြုပ်ထွက်ပြေးလွတ်မြောက်သွားသည်ကိုအတီးပြုတ်ရမရနိုင်ကြောင်းနုံမှုပြူဟာမှုဒုဗိုလ်မှုကြီးပညာပိုင်ဆိုးကိုတိုက်ပွဲကာလတွင်တနတ်တန်ရမြတ်ဖြစ်အသေးဖမ်းမိခဲ့တယ်ဟုထုတ်ပြန်ခဲ့တယ် ဖန်စီဓာတ်ဒီစစ်တုံးများကိုအေအေကစီးစစ်ရပြန်လွတ်ပေးမှုများလည်းရှိနေတယ်။ပြီးရတဲ့၂၀၂၄ဒီဇင်ဘာလ၂၅ဇန်နဝါရီလကဒီဒီဘာလနဲ့၂၀၂၅ဇန်နဝါရီလကစစ်တုံးပန်းတင်မိသားစုဝင်၂၀၀ကိုအေအေကပြန်လွတ်ပေးခဲ့တယ်။အေအေနောက်ဆုံးဖန်မိထားတဲ့စစ်ကောင်စီအရာရှိမှအမှတ်69ကျင်းမြန်တက်မှတ်ဌာနချုပ်ယာယီနီးမြူဟာမူဒုတိယဗိုလ်မှူးကြီးတော်တော်တက်ဖြစ်ပြီး၎င်းကိုငဖဲမြို့နယ်ဂုတ်စီယိုကြီးရအနီးပြီးခဲ့တဲ့မတ်လကတိုက်ပွဲ၌အေအေနဲ့ပူးပေါင်းကံများကဖန်မိထားကြောင်းတင်ရရှိစစ်ကောင်စီဒီယခုရက်ပိုင်းတွင်အေအေထိန်းချုပ်မြို့နယ်များကိုလေကြောင်းမှတိုက်ခိုက်မှုကြောင့် အရက်သားများထိခိုက်ဒိဆုံးမှုရှိနေသည်ထိုအခြေအနေများမှစစ်တုပ်ပန်းမိသားစုဝင်များပြန်လွတ်ပေးနေခြင်းဒီအေအီလူသားချင်းစာနာထောက်ထားမှုကိုပြတ်တက်ခြင်းကိုစစ်ကောင်စီလက်အောက်၌လက်ရှိတောင်းရင်ထမ်းဆောင်နေစေရဲတအူးမိခင်တအူးကပြောတယ်မေလ7ရက်မှမေလ15ရက်အတွင်းစစ်ကောင်စီကရတိတောင်မြို့နယ်ကြောက်တော်မြို့နယ်တို့ကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား20ဦးဒိဆုံးရသည်38ဦးထက်မနည်းဒဏ်ရာရရှိခဲ့အပြစ်မဲ့အရက်ကအာရကပြည်သူများကိုအစုလိုက်အပြုံလိုက်တက်ဖြတ်တာစစ်ရာဇဝမှုများကိုနိုင်ငံအနှံ့နှိမ့်စေရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီ စစ်ကြောစုမှုနဲ့လူသားမျိုးနဲ့အပေါ်ပြစ်မှုကျူးလွန်နေတော့လောက်ရက်များကိုပြင်းထန်မှာဆုံးဖြတ်ပြီးဒီလောက်ရက်များကိုတက်ဆိုင်ရနိုင်ငံတကာအဖွဲ့အစည်းများထံသို့ပေးပို့သွားမည်ကိုထုတ်ပြန်ချက်၌ဖော်ပြထားတယ်။အေဖန်စီကတော့စစ်တုံးပန်းညံထားတဲ့အကျဉ်းစခန်းချုပ်ကိုလည်းပြစ်မှတ်ထားပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့မှုရဲ့စစ်တုံးပန်းများထားရှိတဲ့မောင်တော်မျိုးမှနေကြားဆောင်တပ်ရင်းနဲ့ညအုံမျိုးရှိအကျဉ်းစခန်းကိုစစ်ကောင်စီကဖေဖော်ဝါရီလ28ရက်နေ့နဲ့ဇန်နဝါရီလ17ရက်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ပြီးစစ်တုံးပန်းနဲ့မိသားစုဝင်အချို့တေဆုံးခဲ့ရတယ်။ ကဲဒါကတော့အေကဒီလောက်အခြေအနေမှာတော့ဒီလိုစစ်တုံးမှမိသားစုဝင်တွေကိုပြန်လွတ်ပေးခဲ့တာဘယ်တော့လူလာချင်းစာနာမှုရှိလဲဆိုတဲ့အဖြေပဲအဲ့တော့လက်ရှိစစ်ပေါင်းစီဟာသူကဘာလုပ်လဲဆိုတော့စခန်းတိုင်းတိုက်ပွဲလုပ်နေတယ်အဲ့ဒီစခန်းတိုင်းတိုက်ပွဲမှာသူတို့ဘက်ကနော်စစ်ကူပစ်ကူတောင်းနေတယ်အဲ့ဒီစစ်ကူပစ်ကူသူတို့လည်းမပုတ်နိုင်ဘူးအဲ့ဒီချိန်မှာဒီဘက်ကစခန်းတိုင်းငန်းတဲ့ဘက်ကနော်သူတို့လုံးဝကွန်တက်မလုပ်တော့ဘူးအဆက်သွယ်မလုပ်တော့ဘူးစခန်းလက်နှုတ်ကတော့လက်နဲ့ချတော့မယ်အလံယူထောင်ရတော့မယ်ဆိုရင်အဲ့ဒီစခန်းပေါ်ကျဲချအဲ့လောက်ထိရုံမှာအဲ့ဒီစခန်းပေါ်ကျဲချပြီးတော့ ဒီဘက်ကတော့ plan ဘက်ကလူထိနေတဲ့ထိမထိနဲ့အဓိကတော့တို့စစ်သားတွေပေါ့တို့ပြန်ကြည့်ချပြတယ်ဒါဟာတနေရာလည်းမဟုတ်ဘူးတော့လာခဲ့ပါဇက်ရမ်းပြောတာမဟုတ်ဖုံးထောင်ပြီးတော့ဘယ်စကမ်းမှာဘယ်ရက်ကဘယ်လိုလုပ်လဲထိကြပြောပြမယ်နောက်တစ်ခုကတကယ်ဒီစစ်တုံးမှန်မိသားစုဝင်တွေအတွက်နော်တို့ဒီတို့ရဲ့စစ်သားအချင်းချင်းပေါ်မှာတစ္ဆာရှိတယ်ဆိုရင်နော်လာရှိုးလာရှိုးမှာဘောပစ်သွားရတဲ့စစ်သားသားများမိသားစုတွေဝဲကငွေရည်လိုက်မတက်လာရိတ်ခါတွေဖြတ်ခံထိတယ်တေဆုံးလားပြောက်ဆုံးရှင်းပြတော့အလောင်းမရလို့တေကြီးလုံးနဲ့တေဝါပြီးတော့ အလောင်းမြတ်တဲ့ကောင်တွေအဲ့လောက်ထောက်လာပြည့်လို့ရှိရင်ရိတ်ခတ်ထုတ်ပေးမယ်ဆိုရင်၈လလာပြည့်တယ်တရားမပေးဘူးနော်အဲ့တော့ပြန်စစ်စားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကတွေးခွဲနေတာမဟုတ်တော့အမှန်တရားကိုနေအောင်ပြောပြတာခင်ဗျားတို့စစ်သားတွေရဲတွေနော်နဲ့စစ်သားတွေရဲတွေမိသားစုဝင်တွေခင်ဗျားနေအောင်ကြည့်ပါသူတို့လက်ရှိမင်းအောင်နိုင်ပြောလဲသူ့သူတပ်မတော်ရဲ့ခေါင်းဆောင်ပါခံယူထားတယ်ပြီးလို့ရှိရင်ဘောမလေးသူတို့တပ်မတော်ရှင်းညနိုးလူကပြောလဲခင်ဗျားတို့စစ်တပ်တွေဟိုမြှောက်ပေးတယ်အာငါတို့တပ်မတော်ကြီးငါတို့ကတပ်မတော်ချစ်သူစတဲ့ဖြစ်ငါတို့တပ်သားတွေမနိုင်ရမယ်မျိုးသူမြှောက်ပေးတယ်ဒါပေမဲ့ အခုတော့တိုက်ပွဲမှာကြာဆုံးသွားတယ်တေဆုံးသွားတယ်ဘဝပြတ်သွားတယ်ကျွန်တော်တို့အကျိုးခံစားဖို့ပေးတာခင်ဗျားတို့ကြံပြစ်ခဲ့တဲ့ကိုယ့်ရဲ့သားလေးသမီးလေးကိုမိမတွေ့အဲ့ဒီခင်ဗျားတို့အတက်နဲ့လဲပြီးတော့တိုက်ပေးသွားတဲ့အဲ့ခေါင်းဆောင်တွေနဲ့ခင်ဗျားတို့နော်မြှောက်ပေးခဲ့တဲ့အဲ့ဒီဘောမှဘာတောင်းဝင်ယူမှုတောင်းဝင်ခံမှုပေးအဲ့ဒါအဖြစ်ပဲအဲ့တော့ဒီတော်နိုင်ရေးမှာကျွန်တော်ပြောတာကနော်ခင်သူတို့အာသာရဖို့အတွက်စစ်ခေါင်းဆောင်တွေကခင်ဗျားတို့အတေခံခိုင်းတယ်သူတို့နေရာခေါင်းတစ်ခုရဖို့အတွက်အခုဇော်ဘုံဟင်းတို့ချင်းနော်ကျော်စိုးဦးတို့ဇော်ဘုံဟင်းတို့ကျော်မျိုးမင်းတို့ မပူတူလို့ဒါပေမဲ့လက်ရှိဘောမှာလက်ချိုးကြီးလို့ရပါတယ်နော်သူတို့ဘောကအစားချောင်မှုအတွက်ဟိုအဘကိုပိုင်တယ်ဒီအဘကိုပိုင်တယ်ဟာသူတို့ပြောရင်ပြီးတယ်ဇော်ဘောဟိဆိုကြည့်ပါအဲငါပေါက်ကြည့်လိုက်အဘတိုင်းမှုဘယ်လိုပြောလိုက်တာစတဲ့ဖြင့်သူတို့ပြီးရင်ပြီးတယ်အဲ့ဒီအနေထားကိုနေရဖို့အတွက်ခင်ဗျားတို့ညှောက်ပေးတယ်အခုခင်ဗျားတို့ကမိသားစုဝင်တွေဒုက္ခရောက်တယ်ပေတဲ့လူကတွေသွားတယ်ဒုက္ခတဲ့လူဖြစ်တဲ့လူကဖြစ်သွားတယ်အဲ့ဒီစစ်တပ်မိသားစုတွေအတွက်အဲ့ဒီဘောမှာနေဘာတစ်ခုထောက်မှန်တယ်ကျွန်တော်ပြပြီးတေဦးဖြစ်နေတဲ့စေယုံပေါ်တက်ပြီးတော့ဟိုလူလေးပတ်စံလေး9000ကံဒီလူပတ်စံ9000ကံမြောက်လိုင်းမော်တင်တာမရှိဘူး တကယ်လားခင်ဗျားတို့စစ်သားပေါ့နော်ဒီလက်ရှိစစ်တပ်အပေါ်ကိုစစ်တပ်ခေါင်းဆောင်တွေကစေတနာဖြူစင်းနေဆိုရင်ပွဲမှာကြဆုံးသေဆုံးသွားတဲ့မိသားစုဝင်တွေစစ်သားတွေရဲ့မိသားစုဝင်တွေကြံပြစ်ခဲ့တဲ့မိသားစုဝင်တွေဘဝအာမခံချက်ပေးရမယ်လေပေးရတော့အဲ့ဒါအဖြေပဲအဲ့တော့ဘဝအာမခံချက်မပေးတော့အခုပြန်လွတ်လိုက်တဲ့အေအေက200ကျော်ခင်ဗျားတို့ရက်ထက်ရက်ထက်ပြည်သူတွေသွားနေကြည့်လိုက်နော်အခုတပတ်ပေါ့ရခိုင်လွတ်လိုက်တယ်အေအော်ဒီတိုင်းဖြစ်ဖြစ်ပတိန်ဖြစ်ရန်ကုန်ဖြစ်စတဲ့ဖြစ်တနေမှာသွားနေကြည့်လိုက်အာကျွန်တော်အဖေကတော့ကျွန်မလင်းရတော့အေနဲ့တိုက်ရတိုက်ပွဲမှာ စစ်ကောင်စီဘက်ကကြောက်သွားတာပါဒါကြောင့်မို့စစ်တပ်ထဲမှာနေလို့မရဘူးကျွန်တော်တို့ဒီဘဝကိုကြောင်းလာပါတယ်ခင်ဗျားတို့ပြည်သူတွေဘယ်လိုဆက်ဆံလဲအဲ့ဒီအဲ့ဒီအဖြေတွေကိုမြင်အောင်ကြည့်ကြပါအဖြေတွေကိုမြင်ဖို့လိုတယ်အဲ့ဒါစစ်သားဆိုတာအမိတ်ပေးတဲ့တိုင်ကမှန်တယ်စစ်သားဆိုတာ COC နာခံမှုရှိရမယ်တော့ချင်းရောက်ပုံမှန်ပြေဝနာခံမှုရှိရမယ်မှန်တယ်ဒါပေမဲ့အဲ့ဒီပေးတဲ့အမိတ်ကမှန်ကန်တဲ့အမိတ်တိုင်းပြည်အတွက်တရားမျှတာနဲ့အမိတ်ပြဖို့လိုတယ်အမိတ်တိုင်းကိုနာခံမှာမဟုတ်ဘူးမှန်ကန်တဲ့အမိတ်ကိုနာခံမှာအဲ့တော့မှန်ကန်တဲ့အမိတ်ကဘာတွေလဲကြည့်လိုက်မယ်ဆိုရင်စစ်တီတော်ကျင့်ဝင်60ဆိုတော့တခါရှိပြီလား အဲ့ဒီစစ်တီကျင့်ဝတ်နဲ့မကိုက်ညီတဲ့အမိတ်တွေပေးတာပြီဆိုခင်ဗျားတို့ဟာအကြမ်းဖက်တမှာဖြစ်ပြီခင်ဗျားတို့ကတိုင်းပြည်ကိုတစ်ဆက်ဖောက်လိုက်ပြီအဲ့ဒါတိတ်နေတယ်အဲ့တော့ကျွန်တော်တို့ကမူတွေရှိပြီးသားတတ်မှတ်ထားတဲ့စံချိန်စံနှုန်းတွေရှိပြီးသားဟဲ့အင်းမူကတက်ဆိုတိုင်းတက်ဆရာမလို့ဘူးတိုင်းမူတက်ပြီးတော့ပြစ်ခိုင်းတာဒီဘုဒုကိုပြစ်ခိုင်းတာလက်စစ်တီတော့ကျင့်ဝတ်60နဲ့ညီစွာပြစ်ခိုင်းပြည်သူကိုနေလို့လားလို့ဆက်ဆံမှာစစ်တီတို့ကျင့်ဝတ်နေမှာပါတယ်ဖေရတဲ့အဲ့ဒီအိမ်မီးရှို့လို့ပြောလိုက်ရင်ဒါပြည်သူအိမ်ဒီအိမ်တိုင်းမှာလူ၄ယောက်ရှိတယ်တပေါ့တယောက်က PDF ဖြစ်နေလို့အဲ့ဒီမီးချိုးကမရှိဘူးကျန်တဲ့၃ယောက်ကပြည်သူဖြစ်နေသေးတယ်အဲ့ဒါအဖြစ်ပဲ ကျွန်တော်တို့ကအဲ့ဒီသဘောတရားတွေနားလည်လိုက်မယ်ဆိုရင်အခုလိုဘွားတွေပြတ်တယ်မဟုတ်အခုဒီလှုပ်ပေးလိုက်တဲ့စစ်တီနော်ဒီတုံ့ပန်းတွေရဲ့မိသားစုဝင်တွေရုပ်ကြည့်ကျွန်ဆုပ်တဲ့တရားစီကတော့နည်းနည်းတင့်တယ်ဒီစုပ်ပြတ်တတ်ဘွားတွေဟမ်ဒီမိုကရေစီတိုင်းပြည်ရောင်းဝိုင်းအဲ့ဒီဘွားတွေအဲ့ရောက်နေရမှာလားကျွန်တော်တို့ပြောတာမြေအောင်ကြည့်ကြပါဗျာတိုင်းပြည်ကတော့စုပ်ပြတ်တတ်တယ်ခင်ဗျားတို့ဘွားတွေစုပ်ပြတ်တတ်တယ်ဘာဖြစ်လို့ railway လောက်ခံထိတာလဲနော်အဲ့တော့အခုစစ်မှုထမ်းဥပဒေနဲ့ပါဝါတယ်တင်နာမှာတစ်ခါကြိုက်တွင်းတာလေငါတို့ဒီ uniform ကလွယ်လို့အခြား uniform တွေရတ်လို့ အခြားသူရဲ့ရန်သူမင်းတို့လည်းအမိတ်ပဲနာခံရမယ်ခံပြန်မမေးနဲ့ခံမပြောနဲ့အဲ့တသားရဲ့ပြီးပြီးတော့ရှင်းထောင်းလို့လားရှင်းရှင်းပြောရင်ကဒီစစ်တပ်ထဲရောက်သွားရင် brain waste ဆိုတာသူကလုံးဝအောင်လုပ်လိုက်တာစဉ်းစားကြွေးကောင်းတိုင်းလည်းမရှိဘူးတော့အခုဆို Facebook လို့ TikTok လို့ပါစစ်တပ်ထဲမှာတင်းကျပ်လာတော့ဒါတွေကလူ့ခွင့်ရေးထိုးခွင့်ခင်ဗျားတို့လူမျိုးတုံးပေါ်နေနေရတယ်အဲ့တော့ဒီစစ်မှုထမ်းဥပဒေပြောတော့နှစ်နှစ်စစ်မှုထမ်းဥပဒေနှစ်နှစ်ထွက်လို့ရမယ်ထင်တယ်ဘလောက်မဲဆွဲခဲ့ဟုတ်တယ်နော်ဘလို့လိန်ညာခဲ့ခင်ဗျားတို့အခုနှစ်နှစ်ပြည့်တယ်ထွက်လို့ရလား စစ်မှုထမ်းဥပဒေနဲ့အခုမှဝင်တဲ့ကောင်တွေမပြောနဲ့ဟုတ်ခဏနေဟုတ်ခဏနေဟုတ်နော်ဟိုရှစ်ပွေတနေ၆တက်က15နှစ်အနည်း20လောက်သက်ရှိတဲ့စစ်သားတွေထွက်ချင်တာအများကြီးပဲထွက်ခွင့်ရတာအဲ့တော့စစ်မှုထမ်းဥပဒေနှစ်နှစ်ဆိုလာလားခွေးခွေးစကားလားနော်ဒါကြောင့်မလို့လက်ရှိစစ်တပ်ထဲမှာဒီလက်ရှိမင်းအောင်နိုင်ရဲ့ရုပ်မှန်မှုတွေကိုလက်မခံနိုင်တဲ့စစ်သားကောင်တွေအများကြီးရှိတယ်ကျွန်တော်အများပြောလို့ဆိုစစ်တပ်ထဲမှာ2မျိုးရှိတယ်စစ်သားနဲ့စစ်ခွေးစစ်ခွေးတို့ကဘုမတိဗမတိအပေါ်ကကောင်းတွေခေါင်းဆောင်တွေသူတို့ခေါင်းဆောင်တွေမြှောက်ပေးတဲ့ပြည်သူကိုခွေးလိုလိုက်ထောင်နေကောင်အဲစစ်ခွေးခွေးလိုလိုက်ဒုက္ခပေးနေကောင်စစ်ခွေးနော် ဒီဟာကြီးကမှားနေမယ်ကိုအုံနောက်ကိုစဉ်းစားပြီးတော့မလွဲတာလို့မထွက်နိုင်ရင်ပဲလုံနေတဲ့စစ်သားတွေအများကြီးဒါကြောင့်မလို့အဲ့ဒီစစ်သားတွေကိုပြောနေတာခမားတို့တွေစစ်သားပြာတတိရှိတဲ့ယောက်ျားလေးဟမ်တရဲတရဲဆိုရင်အမှန်တရားဘက်ကဘာဖြစ်လို့တတိမရှိရဲကြတကယ်တတိမွေးကြမှာလို့ခမားတို့ဘဝအတွက်လုံထုံဖို့အမှန်ကန်ရှိဖို့အတွက်ပြည်သူရှိမှအာနာရှိမှရစစ်ကောင်းဆောင်တွေမှာအာနာရှိတွေခမားတို့ကြိုက်တဲ့လောက်နေဘယ်တော့မှခမားတို့ကမကောင်းဆောင်သိကြတယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်အဓိကပြောချင်တာတော့ဘောမာတွေအနေနဲ့အဲ့ဒီစစ်တုံ့ပန်းတွေအတွက် ငါတို့ကတတ်မလို့ချက်ညက်노ဒူတွေပါဆိုတဲ့ဒူတွေကဘာလောက်ပေးမလဲလို့နော်ခင်ဗျားတို့စစ်သားသားများတာစုဝင်တွေအခြားတနိုင်ငံလုံးမှာရှိတဲ့တတ်မိသားစုဝင်တွေအားလုံးစောင့်ကြည့်ပေးပါဒါပဲပြောချင်ပါ